မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်မနေ့ကဆိုရင်ကျမသွေးပေါင်တွေရုတ်တက်ထိုးကြတာပေါ့နော်80 60ပဲရှိတော့တယ်ရှင်အဲ့လိုအခြေအနေမှာကျမဆေးကရောက်သွားတဲ့အခါကျတော့ဆေးပလင်ချိတ်ရတာပေါ့ရှင်အဲ့ဒါနဲ့ကျမတက်တော်မှာတင်လိုက်တယ်ပေါ့နော်မနေ့ကတရက်လည်းသတင်းနားလိုက်ရတယ်ပေါ့ရှင်ဘလို့မအောင်သူကမထူနိုင်ဖြစ်သွားပေါ့နော်နေမကောင်းလည်းဖြစ်သွားတယ်အဲ့တော့လာပြီးတော့ comment လေးဝင်ရေးကြပါလေ YouTube မှာဆိုရောက်130ကျော်တက်တော်မှာဆိုရင်988ရောက်ပေါ့เนาะဒီခုနကဒီကျမဖတ်လိုက်တာပေါ့988ရောက်လာပြီးတော့ကျမပါပါစေ သတင်းလေးပြန်ပြန်ဆက်နိုင်ပါစေဆိုပြီးတော့ရေးထားပါတယ်ရှင့်ဒါလေးတွေမြင်ရတော့ကျွန်မအင်မတန်ခွန်အားဖြစ်ပါတယ်မနေ့ကချိတ်လိုက်တဲ့ဆေးပလင်းဆေးပလင်းစာလောက်ကိုခွန်အားတွေပြန်ရသွားတာပေါ့နော်အဲ့တော့ကျွန်မအနေနဲ့ဒီနေ့မှရတဲ့အားလေးစုစည်းပြီးတော့သတင်းပြန်တင်ဆက်တာပါရှင့်အဲ့လိုကြတော့ဒီကျွန်မကိုချစ်တဲ့မိဘပြည်သူတွေကတော့ကျွန်မတို့စိုးရိမ်တာပေါ့နော်ကျွန်မကိုမချစ်တဲ့သူတွေကကြတော့ပြောတာပေါ့ရှင်ပြောတာပေါ့နော်တော်တော်လုံးသတင်းမတင်ဆက်နိုင်လဲကောင်းတာပဲပေါ့အဲ့လိုပေါ့နော်သူတို့တက်ကတော့ကျွန်မတို့တရက်သတင်းမတင်ဆက်လို့ရှင်တရက်ပြောတယ်ရှင့် နှစ်ရက်တည်းမတင်ဆက်နှစ်ရက်ပျော်တယ်အဲ့တော့သူတို့မပျော်အောင်လို့ကျွန်မပြန်တင်ဆက်တာလို့လို့နေထားပါဘောနော်မခန့်ကျင်စိတ်ပေါ်ကျွန်တော်တို့ကလည်းပြတဲ့တဲ့နေဆိုတာကရက်အကြာကြီးအဆက်ပြတ်သွားရင်မကောင်းလေ။အဲကြောင့်ဘလိုဖြစ်ကျမတို့ကတာဝန်ကျေးရမှာဖြစ်တယ်။မိဘပြည်သူတွေလည်းတင်းအဆက်ပြတ်လို့မဖြစ်ဘူး။ခုကာလမှာပိုရေးကြီးရယ်ပေါ့။နေ့စဉ်နေ့တိုင်းတည်တည်တိထိုက်တာလေးတွေအုံနောက်ကတိနေမှကျမတို့နေ့စဉ်ဆုံးဖြတ်ချက်လေးတွေအမှန်ကန်မှာဖြစ်တယ်။ပြေတော့ဆင်ကျင်တဲ့ကိစ္စတွေအမှန်ကန်မှာဖြစ်တယ်ပေါ့နော်။ဒါကြောင့်ကျမတို့ကတော့ဘလိုဖြစ်ဖြစ် အားအင်ရှိသမျှတော့စူးစီးပြီးလောက်ရမှာပဲရှင့်ရန်သူပြောအောင်ကျမတို့လုပ်လို့မရဘူးပေါ့နော်ကျမတို့ချစ်တဲ့သူပြောအောင်ပဲကျမတို့လုပ်ပေးရမှာအဲကြောင့်ကျမအခုလိုမျိုးအားအင်နဲ့စူးစီးပြီးတော့ပြန်လဲတင်ဆက်တာဖြစ်ပါရဲ့ရှင့်ဒီဒီမှာပထမဆုံးမိဘပြည်သူများကိုကျမသတင်းချက်လက်လေးပေးချင်တာလားရှုမျိုးနဲ့ပတ်သက်ပြီးတော့ပေါ့နော်လားရှုမျိုးအခုချိန်မှာဆိုရင်စင်ပေါ်ရောက်နေတဲ့မင်းသမီးလေးတယောက်လိုပဲလူအားလုံးရဲ့အာယုံစိုက်မှုခံရတဲ့အနေအထားလေးပေါ့လာရှုမျိုးပါဖြစ်နေတဲ့ညာဖြစ်နေတဲ့စသဖြင့်သိကျင်နေကြတာပေါ့နော်ဒီတော့ဒီနေ့မှာပထမဆုံးထူးခြားတာကတော့လာရှုမျိုးမှာမနက်ပိုင်းမှာပေါ့နော် လာရှုံမြို့မြို့တော်ခန်းမရှိရအဝိုင်းပတ်မှာစိုက်ထူထားတဲ့ကိုကန့်အဖွဲ့စည်းနဲ့ဆက်နွယ်တဲ့အလံလေးကိုဖြုတ်ချသွားတယ်ဆိုတဲ့သတင်းလေးတက်လာပါတယ်ရှင်။ဓာတ်ပုံလေးနဲ့တကွာကျွန်မပြသပါမယ်ရှင်။အလံလေးလာပြီးဖြုတ်သွားပါဘောနော်နိုင်ငံတော်အလံကိုပဲမြန်မာနိုင်ငံတော်အလံကိုပဲပြန်လဲပြီးတော့စိုက်ထူမှာဖြစ်ပါတယ်ရှင်။ဒီတော့ဒီအလံလေးဖြုတ်ချသွားတဲ့အပေါ်မှာယူဆချက်တရားတော့မြင်ပြရှိရပါဘောနော်။ဟို MNDA တွေနဲ့လုံးဝကိုစုပ်ခွာရတော့မှာဖြစ်တဲ့အတွက်ဖြုတ်ချသွားတယ်။တချို့ကြောင့်လည်းဒီအလံက ဖြုတ်လိုက်ပြန်တင်လိုက်လောက်တာကထူးခြားတဲ့ကိစ္စမဟုတ်ဘူးဆိုပြောကြတာပေါ့နော်ယူဆချက်တွေမျိုးမျိုးရှိရပေါ့ရှင်ဒါပေမဲ့အခုဒီနေ့လည်းအတိတော့အလံပြန်လာတင်တာလည်းမရှိရတဲ့အတွက်သူတို့ဆုတ်ခွာဖို့အတွက်ကိုအလံတွေဖြုတ်သိမ်းသွားတယ်ဆိုတဲ့ပုံစံမျိုးတော့သိရပါရှင့်နောက်ရှုပ်မျိုးထဲမှာတော့လူတွေပုံမှန်သွားလာလဲပတ်နေပြီးတော့အေဂျင့်မှုတွေကရှိနေပါရှင့်အေဂျင့်ဆိုတာရှိနေပေါ့နော်ဘာမှထူးခြားတဲ့ဖြစ်စံတော့မရှိသေးပါဘူးရှင့်လာရှုမျိုးတွေမှာနောက်ထပ်ဖြစ်နေတာတခုကတော့ဒီ MND ရဲ့အနေပြီးတော့တိမ့်ပိုက်ထားတဲ့ထောက်ပို့တဲ့6.6တက်ဆိုတာရှိပါရှင့်အဲ့ဒီတက်မှာဆိုရင်တဲ့ဒီ လာရှိုးကဒီ MND ရဲ့အဖွဲ့တွေကပေါ့နော်19ရက်နေ့နေ့လယ်ပိုင်းလောက်ကနေစပြီးတော့အဲ့ဒီတက်ကိုဖြန့်ချလိုက်တယ်ရှင့်အဲ့ဒီလိုဖြန့်ချလိုက်တဲ့အခါမှာဘလို့ဖြန့်ချလဲဆိုတော့သူကပထမတော့အဲ့တက်ထဲမှာနေရာယူထားကြတာပေါ့နော်ပြီးတော့တက်ကိုဖြန့်ချလိုက်ပြီးတော့ဒီတက်ထဲမှာရှိနေပစ္စည်းအလုံးကိုဘယ်သူမှစုံဝင်ရောက်ပြီးတော့ယူငင်နိုင်တယ်ဆိုတော့ပုံစံမျိုးနဲ့ဖြန့်ချသွားခဲ့တာရှင့်ဒီတော့လာရှုံမြို့ထဲမှာရှိရအချို့ပြည်သူတွေအားဆိုရင်ဒီ66ထောက်ပို့တက်ထဲမှာရှိရပစ္စည်းတွေကိုကားတွေနဲ့ရောစိုက်ကယ်တွေနဲ့ရောဝင်ရောက်ပြီးတော့ယူနေနေကြတာမြင်တွေ့ရတယ်လို့သိရပါရှင့်မသိလို့ရှင်ပွဲတော်ကြီးဖြစ်နေတဲ့အတိုင်းပဲတဲ့ ဟိုတက်ထက်မှရှိတဲ့ပစ္စည်းတွေကိုအလကားအောင်ဝင်ယူနေကြတာပေါ့နော်ဒီတက်ဟာဆိုရင်တက်မှာနေထိုင်တဲ့ပြည်သူတွေပြန်လာတဲ့အချိန်ကြလို့ရှင်တက်မိသားစုပြန်လာတဲ့အချိန်ကြလို့ရှင်အခွန်မဲကြံလာတော့တေးကြပါရှင့်ဒါပြင်အစာအုပ်တွေကလည်းပြည့်စည်မှုတွေနဲ့အစာကနေပြန်ပြီးတော့အသက်ပြန်လဲတည်ဆောက်ရမယ်တက်ဖြစ်တာကျမတို့မြင်ပါရရှင့်ဒီလိုလှုပ်ဆောင်ချက်တွေကို MDA လှုပ်ဆောင်နေဆိုဘာကြောင့်လဲဆိုပြီးတော့လဲဒေတာကန်ပြည်သူအချို့ကစင်စာတွေးခေါ်နေကြတာပေါ့နော်ဘာကြောင့်လဲဆိုတော့အရင်ကတော့ဒီတက်မှာရှိတဲ့ပစ္စည်းတွေကို MDA ကသူတို့ပဲယူလား ီလူတွေဝင်ခွင့်မပြုဘူးเนาะတက်မှာရှိရဲ့အဲ့ဒါဆိုဆိုဒီချုပ်တက်တယ်ဆိုလက်နဲ့အချို့ပါကြံခဲ့တဲ့တက်တယ်ရှိရဲ့အဲ့ဒီဟာတွေပါထုတ်ယူပြီးတော့တို့ယူဆောင်နေရဲ့ရုပ်သံဖိုင်တွေ online မှာဆိုကျွန်တော်အမြဲတမ်းတွေ့ရပေါ့နော်အခုအကြတို့ယူလာတဲ့အားမရပဲနဲ့ပြည်သူတွေပါယူခိုင်းနေဆိုတော့သခိုးကြံရပါဖြစ်နေပြည်သူတွေဆွတ်ထက်သွားတယ်လို့ပဲကျွန်မမြင်နေရှင်သိလားဟိုတက်မှာရှိတဲ့ပစ္စည်းတွေခိုးတဲ့သူဘယ်သူလဲလို့ခုချိန်မှာမေးလိုက်မယ်ဆိုရင် MNDA တခုလည်းမဟုတ်တော့ဘူးလေလာရှိုးမျိုးကပြည်သူအချုပ်ပါပါဝင်ပတ်သက်နေတဲ့အတွက်တက်ကလည်းလောက်ကန်အခက်တဲ့ကိစ္စအများကြီးဖြစ်လာမှရှင်သိလား ဇလန်းတွေအဲ့လိုချိုးသွားတာပေါ့နော် MD ကလာရှုံမျိုးကိုရယူသွားတဲ့အချိန်မှာအမှုတွေကလည်းအများကြီးပဲဖြစ်သွားပြီးဒါတွေကိုလည်းနောက်ကရောက်လာတဲ့တက်မတော်ကဖြေရှင်းရအောင်ပါပေါ့နော်အဲ့တော့လာရှုံမျိုးဟာဆိုရင်ပြန်သာရလိုက်တယ်ဆိုရင်ပဲတကယ့်ကိုရှုပ်ထွေးပွေလီတော့အမှုပေါင်းများများစွာနဲ့ပေါ့နော်အဲ့လိုမျိုးမျိုးကြီးတစ်ခုပြန်ရလိုက်တာဖြစ်တဲ့အတွက်အုတ်ချုပ်ရေးပိုင်းဆိုင်ရာမှာတော့တော်တော်ကိုသတိကြီးကြီးထားပြီးတော့လှုပ်ဆောင်ရမယ်လို့ထင်ပါတယ်ရှင့်ဒါပြင် MD ရာဆိုရင်စုပ်ခွာဖို့အတွက်ကိုအခုစီဇန်ရဲ့ပုံစံမျိုးမြင်တွေ့ရတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့မျိုးတွေမှာ သတင်းပေးတွေကိုသူတို့ခြံထားခဲ့တယ်တဲ့သူတို့ကလေသတင်းပေးတွေကိုသူတို့အပိုင်စားနဲ့ညီပြီးပြီးခြံထားခဲ့တယ်ပေါ့နော်သူတို့စီကိုပြန်ပြီးတော့သတင်းရောင်းစားမဲ့သူတွေပေါ့အဲ့ဒီလူတွေသူကဘယ်လိုလဲဆိုတော့လာစာနဲ့ပေးပြီးတော့ခြံခဲ့တဲ့သူတောင်ရှိရလို့သိရရှင့်လာစာအောင်မှာငွေအမြောက်အများပေးတယ်ပေါ့နော်သိန်း90ကနေပြီးတော့သိန်း100 200ထိပေးထားတဲ့သူတွေရှိရအဲ့ဒီလူတွေက double agent ပုံစံမျိုးတွေဖြစ်လာပြီးရဲ့အခါမှာ လာရှုမျိုးတွေကတင်းတွေကို MNDAC ကိုပေးအုံမှာဖြစ်တယ်လို့မျိုးအခြားအဖွဲ့စီတီစီကိုလည်းရောင်းစားတဲ့ကိစ္စဖြစ်နိုင်ပါရှင့်ဒါကိုလည်းတက်မတော်သားတွေကအထူးသတိပြုတင်တယ်လို့ထင်ပါတယ်နောက်ထပ်လာရှုမျိုးနဲ့ပတ်သက်ပြီးတော့အထူးသိတဲ့နဲ့သိကျင်နေတဲ့ကိစ္စတခုကတော့လာရှုကျင်းအောင်နဲ့မှဖန်ဆီးခံရတဲ့တက်မတော်သားတွေကိစ္စဖြစ်ပါတယ်ဒီကိစ္စကလည်းတင်းမျိုးစုံထွက်ပေါ်နေပါရှင့် တက်တော်သားတွေကိုပြန်လဲပြီးတော့အခမ်းအနားနဲ့လွှတ်အပ်မယ်ဆိုပြီးတော့ပြောထားတာလည်းရှိရပါတော့။အဲ့ဒီကဆင်နကောဟိုတယ်ဆိုလားမသိဘူး။အဲ့ဆင်နကောဟိုတယ်မှာပြန်ပြီးအခမ်းအနားနဲ့ပြန်ပေးမယ်ဆိုပြီးတော့ပြောထားတယ်ရှိရပါတော့။တချို့သတင်းရင်းမြစ်တွေကြတော့တက်တော်သားတွေကိုသူတို့ဆုတ်ခွာသွားတဲ့နေရာစီကိုကားတွေနဲ့တင်ပြီးခေါ်ဆောင်သွားတယ်ဆိုပြီးတော့လည်းပြောထားပါတယ်။ဘယ်ဘက်ကမှလည်းသတင်းတိကျမထုတ်ပြန်ထားတဲ့အတွက်ကျမတို့သတင်းတွေကိုအတည်ပြုဖို့တော့အမှန်တခက်ခဲနေပါရဲ့ရှင့်။ဒါပေမဲ့တက်မီသားစုတွေကတော့လားရှုပ်မျိုးမှာဖန်းစီခံထားရတဲ့တက်မလို့သားတွေပြန်လဲလွတ်မြောက်လာဖို့အတွက်ကိုအထူးကိုမျှော်လင့်နေကြပါရဲ့ရှင်။ဒါကြောင့်တက်မလို့အနေနဲ့ကလားရှုပ်မျိုးကိုပြန်လဲရရှိပြီးပြီဆိုတော့ ပထမဆုံးစ조사ရမှာကမြမတက်မတော်သားတွေပြန်လဲလုံမြောက်လာမဲ့ကိစ္စသာဖြစ်တယ်လို့ထင်ပါရဲ့ရှင်။လာပေါင်းမြောက်များစွာကြာခဲ့ပါပြီ။ MND လက်ထဲမှာတက်မတော်သားတွေရောက်ရှိနေတဲ့အချိန်တွင်မှာသူတို့ရဲ့ကျမ်းမာရေးသူတို့ရဲ့ဘဝရှင်သာရည်တည်မှုတွေကို MND တွေကဆိုရင်စိုးဝါးစွာဖြည့်ဆည်းနှောက်ယှက်နေရဲဆိုတာတက်မိသားစုတော်တော်များသိထားပါရဲ့ရှင်။အဲ့ဒီကာလတွေမှာတက်တက်ကတက်မိသားစုတွေကပေါ့နော်လာရှုံမြို့မှာရှိတဲ့တရင်ပေးအချို့နဲ့ချိတ်ဆက်ပြီးတော့တက်မတော်သားတွေလာရှုံကျင်းအောင်နေမှာဘလို့နေနေရလဲဆိုတော့သူတို့စုံစမ်းထားတာရှိတယ်။အဲ့ဒီစုံစမ်းထားသမျှကတော့ကောင်းတဲ့တဲ့တစ်ခုမှမရှိဘူးရှင့်။ MDA လက်ထဲမှာတက်မတော်သားတွေဟာကျန်းမာရေးဆိုးဝါးစွာပျက်စီးပြီးတော့အသက်နဲ့ပေါ့အသက်ရှင်တန်နေထိုင်ဖို့တော့မှခက်ခဲတဲ့အခြေအနေဖြစ်သွားရတယ်အများကြီးပါရှင့်သူတို့ပြန်လှုပ်ပေးလိုက်တဲ့သူတွေကလည်းတော်တော်ကျန်းမာရေးချို့တက်နေတဲ့သူတွေအောက်ပိုင်းချိတဲ့သူတွေပြန်လှုပ်ပေးလိုက်တာရှင့်ဒီတော့သူတို့လက်ထဲမှာအကောင့်တိုင်းရှိနေတဲ့တက်မတော်သားတွေကိုမြန်မြန်ဆန်ဆန်မကယ်တင်ဘူးဆိုရင်လားရှုမျိုးကို MDA ရတက်မတော်ကိုပြန်ပေးရဆိုတဲ့ကိစ္စကအိဗယ်မဲ့သွားပါလိမ့်မယ်ရှင့်ကျမအဲ့လိုပဲမြင်ပါတယ်နိုင်ငံတော်ရဲ့အထောက်ချာအာဏာအတွက်ကိုအသက်ပေးပြီးတော့စောက်ရှောက်သွားတဲ့တပ်မတော်သားတွေတိတ်ဆုံးခြင်းအလကားမဖြစ်စေချင်ပါဘူးရှင်။ တို့တိတ်ဆုံးခြင်းဟာနောက်မှကြံခဲ့တဲ့တို့နဲ့ရဲဘော်ရဲဘက်တွေအသက်ရှင်သန်ဖို့အတွက်ခွန်လန်းတစ်ခုဖြစ်ပါစေဒီရဲဘော်ရဲဘက်တွေရဲ့မိသားစုတွေစိတ်ချမ်းသာကိုကြမ်းပါစွာနဲ့ဘဝခီးလန်းကိုဆက်လက်ရှောင်လန်းနိုင်ဖို့အတွက်ခွန်လန်းတစ်ခုဖြစ်ပါစေလို့ပဲကျွန်မအနေနဲ့တိုက်တွန်းဆန္ဒပြုချင်ပါရှင့်လာရှုံမြို့ဟာဆိုရင်အစိုးရနဲ့တက်မတော်လက်ထက်ကိုပြန်လည်ရောက်ရှိလာပြီဆိုရင်ဒါဟာနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုတက်မတော်ကကယ်တင်နိုင်ခဲ့ခြင်းကာကွယ်နိုင်ခဲ့ခြင်းသာဖြစ်ပါတယ်။ဒီတော့ဒီခေါင်းစဉ်ဒီဖြစ်ရဟာပုံမှုထင်ရှားဖို့အတွက် ပုံမှုအတိတ်ပဲလိမ့်နှက်ဖို့အတွက်က လာရှုမြို့မှာရှိတဲ့အပြစ်မဲ့ပြည်သူတွေတိတ်ဆုံးခဲ့ရခြင်းအတွက်အမှုမှန်တွေပေါ်ပေါက်ဖို့လိုတယ်။ဖမ်းဆီးခံရတဲ့တပ်မတော်သားတွေမြမတပ်မတော်လက်ထဲကိုပြန်လဲရောက်ရှိလာဖို့လိုတယ်။တပ်မိသားစုတွေစိတ်နှလုံးပင်ပန်းခဲ့ရတဲ့လာပေါင်းမြောက်များစွာအတွက်ပြန်လဲဖြေသိမ့်နိုင်တဲ့နေ့ရက်တွေရရှိဖို့လိုပါရှင့်။ဒါကသာအဓိကလိုအပ်ချက်ဖြစ်ပါတယ်။ဒီကြရီကိုစွမ်းဆောင်နိုင်မှသာလာရှိုးမြို့ကိုမြမတက်မလို့နဲ့နာဆကအစိုးရပြန်လဲရရှိခြင်းဟာ အဓိပ္ပာယ်ပြေဝါမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုကျမအနေနဲ့သတင်းသုံးသပ်ချက်လေးအနေနဲ့တင်ဆက်လိုက်ပါစီရှင်။မိဘပြည်သူများရှင်ကျမအနေနဲ့ဒီနေ့ရန်ကုန်မြို့ကနေပြီးတော့ကျမပေးပို့လာတဲ့ပြည်သူအတန်လေးကိုဖတ်ပြချင်ပါရှင်။ဒီပြည်သူအတန်လေးကရေးကြည့်ပါရှင်။အားကြောင့်အရေးကြီးရလဲဆိုတော့ငလင်ဖြစ်ပြီးရနောက်မှာဆိုရင်အဆောက်အုံတွေဆောက်လုပ်တဲ့အခါမှာပေါ့နော်ငလင်ဘေးတန်တင့်တဲ့အချိန်မှာပေါ့နော်စိုးဝါဆိုတာပျက်စီးသွားတာမိဘပြည်သူတွေမြင်ခဲ့ပြီးပြီဒီတော့အဆောက်အုံဆောက်တဲ့အခါကျလို့ရှိရင်ငလင်တန်ခံနိုင်အောင်ဆောက်အောင်လေဆိုတော့အုံနောက်ထဲမှာတေချာပေါက်တိသွားပြီ ဒီစီမင်းစည်းကမ်းတွေကိုမိဘပြည်သူတွေတည်းမကနိုင်ငံတော်မှာတာဝန်ရှိရသူတွေပါလိုက်နာမှာဖြစ်တယ်လို့မျိုးစလို့ရေလုပ်ငန်းညာနဲ့လိုက်နာမှာဖြစ်ပါတယ်ဒီတော့မှသာနောက်ထပ်နောက်ထပ်တော့အသက်အိုးအိမ်စည်းစိမ်တွေကိုစောင့်ရှောက်နိုင်မှာရှင့်ဒါရေးကြည့်ရပေါ့နော်ဘာကြောင့်လဲဆိုတော့ငလင်ဖြစ်သွားတဲ့အခါမှာမိဘပြည်သူအားလုံးမျက်ဝါးထင့်ထင်မြင်ပြီးရဲ့ကိစ္စတွေအများကြီးပဲရှင့်ငလင်ကြောတစ်လျှောက်လုံးမှာရှိရဲ့အဆောက်အုံတွေဟာပြိုတဲ့အဆောက်အုံပဲပြိုတာမပြိုတဲ့အဆောက်အုံမပြိုးရှင့်အဲ့ဒါဟာအရေးချင်း quality ပေါ်မှာမူတည်သွားတယ် သူကလေဆောက်လုပ်တဲ့ကာလတူတယ်ဆောက်လုပ်တဲ့ခွင့်ပြုချက်ရရှိထားတာချင်းတူတယ်ဆိုရင်ပဲပြိုတဲ့ဆောင်ကပြိုတယ်မပြိုတဲ့ဆောင်ကမပြိုဘူးလေအဲ့ဒါဘာကြောက်လဲငနေကဗတ်လိုက်သွားတာလားအဲ့လိုလည်းမဟုတ်ဘူးရှင်ကံတရားကိုပဲကျမတို့ပုံချလို့မရဘူးလူတွေရဲ့စွမ်းဆောင်ရည်ကိုကျမတို့အကဲဖြတ်ရတယ်ဒီတော့အခုချိန်မှာဆိုရင်အင်မတန်ဆိုးဝါးစွာပေါ့နော်ရည်ချင်းမပြည့်မီစွာလှုပ်ဆောင်သွားတဲ့ contract တွေကိုလည်းကျမတို့ကအရေးယူရတဲ့ကိစ္စတွေကိုဆက်လက်လှုပ်ဆောင်အောင်ဖြစ်လို့မျိုးနောက်ထပ်ဆောက်မဲ့ဆောက်လုပ်ရေးတွေမှာလည်းကျမတို့က quality ကိုတေချာလေး check လုပ်ပြီးတော့မှခွင့်ပြုတဲ့ကိစ္စတွေလှုပ်ဆောင်အောင်ဖြစ်ပါရှင့် စကိုင်းဖီလာဆိုတဲ့ဖြစ်စဉ်ကတော့ဒါထင်ရှားရှားဖြစ်သွားတာပေါ့နော်စကိုင်းဖီလာနဲ့ပတ်သက်ပြီးတော့ကျမတို့လိုက်လံစုံစမ်းထားတဲ့သတင်းအရာဆိုရင်သူဆောက်လုပ်တဲ့အချိန်တုန်းကဆောက်လုပ်ရမယ့်အထက်ထပ်ပို့ပြီးတော့ဆောက်လုပ်ခဲ့တယ်ဆိုပြီးတော့သိရှိထားရှိတယ်။ဒါအပြင်ကိုစကိုင်းဖီလာကိုခွင့်ပြုမိတ်ပေါ့နော်နေထိုင်ဖို့အတွက်ခွင့်ပြုမိတ်ကို NLD အစိုးရလက်ထက်မှာလုပ်ခဲ့တာရှင့်။အဲ့တော့မန္တလေးတိုင်းဝန်ကြီးချုပ်ကဘယ်သူပါလဲရှင့်။ဒါလေးရလဲစဉ်းစားရမယ်ပေါ့နော်ဒီတော့မန္တလေးတိုင်းဝန်ကြီးချုပ်ကတော့မရှိတော့ဘူးအဲ့ခက်ကတာဝန်ထမ်းဆောင်ခဲ့တဲ့ဝန်ကြီးချုပ်ကတော့အခုချိန်မှာဆိုရင်ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့ ီလိုမျိုးအစိုးရဖွဲ့တွေမှာပါဝင်ပတ်သက်ခဲ့တဲ့သူတွေကကိုယ့်ရဲ့လက်ထက်မှာလုတ်ခဲ့တဲ့မတရားမှုတွေဒီလိုမျိုးခွင့်ပြုမပေးတဲ့ကိစ္စတွေခွင့်ပြုခဲ့တဲ့ကိစ္စတွေနောက်ကျောင်းပြန်ပြီးတော့အရေးယူလာရင်လုတ်တဲ့ nation ဒီတော့မှကျွန်တော်တို့ပြည်သူရဲ့အသက်အိုရင်စီးစိမ်များလကားမဖြစ်ပါလေနောက်ဆို sky pile ကြီးပြိုကျပြီးတော့ sky pile မှာတည်သွားတဲ့အသက်တွေကလကားဖြစ်သွားပြီးတော့ဒီပုံစံဒီတိုင်းပဲရှိနေမယ်ဆိုရင်စောင့်ရရဲ့လုပ်ငန်းတွေကိုပေါ့နော်တေချာချာရေတွင်းညှင့်နေခြင်းမရှိပဲဒီပုံတိုင်းမရှိနေမှာဆိုဒီတက်တွေတေးရတာလကားပဲလေ ဒီသက်တေကြောင့်ဘာမှပြောင်းလဲတိုးတက်သွားခြင်းမရှိဘူးဆိုရင်ဒါတွေကတရားလာ၎င်းလို့ပဲကျွန်တော်တို့သတ်မှတ်အားရှင့်အဲ့လိုမဖြစ်အောင်နိုင်ငံတော်ဆိုတာလုပ်ပေးရမှာပေါ့နော်အခုတော့ကျွန်မစီဖြစ်စဉ်တစ်ခုရှင်းပါခဲ့တယ်ငလင်ကိစ္စနဲ့ပတ်သက်တဲ့အနေအထားလေးလည်းရှိရတော့ကျွန်မတေချာလေးဖတ်ပြခြင်းပါအားရှင့်ညီမလေးတဲ့အမားတို့ကရန်ကုန်တင်ငန်းကျောင်းကာကြီးရက်ကခါကိုရက်ကမှာနေထိုင်တဲ့ပြည်သူတွေဖြစ်ပါတယ်တဲ့အမားတို့မြို့နယ်မှာဆိုရင်အထက်မြေတိုက်တွေဆောက်တဲ့ခါမှာဆောက်ခွင့်ပြုချက်ယူရပါတယ်ပေါ့နော်အဲ့ဒီခါမှာတဲ့အမားတို့မြို့နယ်မှာတဲ့ခွင့်ပြုထားတဲ့အထက်ထပ်ပို့ပြီးတော့ဆောက်လုပ်တဲ့ contract တွေရှိပါတယ်တဲ့ အဲ့ဒီမျိုးအဖြစ်အပျက်မျိုးအမကိုယ်တိုင်ကြုံတွေ့ခဲ့ရတာဖြစ်တယ်တဲ့။ဘာကြောင့်လဲဆိုတော့သူနေရတိုက်ခါဆိုရင်အဲ့ဒီ NLD လက်ထက်ကပေါ့နော်။ဖြစ်ခဲ့တာဆောက်ခဲ့တာပေါ့ခွင့်ပြုမိတ်ပေးခဲ့တာပေါ့ရှင်။အဲ့ဒီပေးတဲ့ခါမှာသူကဆောက်လို့ရမယ့်အထက်က၃ထပ်ပဲရှိတာ။၄ထပ်ဆောက်သွားတယ်သူတို့ contract က။၄ထပ်ဆောက်သွားတာကို contract ကိုအရေးမယူဘဲနဲ့အထက်မြင့်ဝယ်ယူမိတယ်။သူက၄လောက်ဝယ်လိုက်မိတာပေါ့။သူတို့သိမှမသိရဝယ်လိုက်မိရဲ့အခါကျတော့အထက်မြင့်ဆောက်တဲ့အတွက်အထက်မြင့်အပိုဝယ်တဲ့အတွက်ဆိုပြီးတော့ဒဏ်ကြေးဆောင်နိုင်ပါတယ်တဲ့ NLD အစိုးရက။ ဆောင်းလိုက်တဲ့အခါကျသူတို့ဒုက္ခရောက်တယ်ပေါ့နော်ဒါပေမဲ့ဖြစ်ကျင်တော့တဲ့အာနာထိန်တဲ့ကိစ္စဖြစ်သွားပြီးရနောက်မှဆိုရင်နောက်ဆက်ကအစိုးရလက်ထက်ရောက်သွားတဲ့အခါကျတော့နောက်ဆက်ကအစိုးရထပ်ပြီးတော့စီစစ်တော့ပေါ့နော်ဝယ်ယူတဲ့သူမှအပြစ်မရှိရဲ့အတွက်ဒဏ်ကျေးကင်းလို့ခွင့်ဆိုပြီးပေးခဲ့ပါတယ်တဲ့အဲ့လိုပေးခဲ့ပြီးရနောက်မှဆိုရင်အမားတို့မြို့နယ်ရောက်ကြောက်လာပြီးရောတဲ့အမားတို့မြို့နယ်တရားဝင်၃ထပ်ပဲဆောင်းလုပ်ခွင့်ရှိရဲဆိုပြီးပြောကြားသွားတယ်တဲ့တရားခွင်ဆောင်းလုပ်ခွင့်ဟာတဲ့တရားဝင်ဆောင်းလုပ်ခွင့်ဟာ၃ထပ်ပဲရှိရဲဆိုတဲ့အကြောင်းကိုတဲ့အမားတို့မြို့နယ်မှာတဲ့ ီသင်္ကန်းကျုံမြို့နယ်စီပင်လူကြီးများရှေ့မှာပဲပြောဆိုခဲ့တာဖြစ်တယ်ပေါ့နော်ဒါကိုသူတို့အနေနဲ့ကြားသိခဲ့တယ်ဒါကြောင့်သူတို့သိရှိခဲ့တာဖြစ်တယ်တဲ့အခုဆိုရင်ねအမားတို့တိုက်ရဲ့ဘေးတိုက်ကနေပြီးတော့တဲ့သုံးသက်ထက်ပို့ပြီးတော့ငါးထက်လာပြီးတော့ဆောက်လုပ်နေတာကိုမြင်တွေ့ရတယ်တဲ့ဒါကြောင့်အမားတို့ဒီတိုက်မှာမနေရဲပဲနဲ့အခြားအချမ်းမြို့နယ်မှာရှိရတိုက်တစ်ခုကိုပြောင်းလဲပြီးနေထိုင်ရတယ်ပေါ့နော်။သူကျမတို့ဓာတ်ပုံလေးလည်းပေးပို့လာပါရှင့်။သူတိုက်ပြီးမှာအထက်မြင့်ကိုသုံးထက်ထက်ပို့ပြီးစောက်ထားတယ်။စောက်လို့စောက်လက်စာတိုက်ပေါ့ရှင့်။အဲ့ဒီတိုက်ပုံပေးပို့လာပါရှင့်။အဲ့ဒီတိုက်ပုံလေးကျမအရင်ဆုံးပြသပါမယ်ရှင့်။ င်းမြို့နယ်မှာဆိုရင်ねအခုလိုမျိုးပေါ့နော်တရားမွေဆောက်လုပ်ပြီးတော့ပိုတင်တဲ့အခန်းတွေအတွက်ကိုမီတာတွေကိုတစ်ခန်းသိန်း40 50ပေးပြီးတော့လဲ contract တွေကဆောက်ရှောက်ပေးတော့ပေါ့ရှင်အခန်းရှင်ကသိန်း50 40သူတို့ပေးရတာပေါ့အဲ့ဒါကိုသူကမီတာရအောင်ရှောက်ပေးတာပေါ့အဲ့လိုပုံစံမျိုးလုံဆောင်နေလို့သိရပါတယ်တဲ့အမားတို့ထင်တာကတော့ CB ရဲ့ contract ရဲ့ EPC နဲ့ညီရှင်တို့ကပူးပေါင်းပြီးလုံဆောင်နေလို့ထင်တယ်လို့သိရပါတယ်ရှင်ပြီးတော့လေဒီနိုင်ငံတော်ကနေပြီးတော့တရားဝင်ဆောက်လုပ်ခွင့်ကသုံးထပ်သာဖြစ်ပြီးတော့အခုဆောက်လုပ်နေတာ၅ထပ်ဖြစ်တဲ့အတွက်တဲ့စီစစ်ပေးပါအောင်ဆိုပြီးတော့ကျမတို့စီကိုပန်ချလာပါတယ်တိုင်ချလာပါတယ်ရှင့် အဲသူတို့ရဲ့မြို့နယ်မှာဆိုရင်တဲ့ပေ30ရှိရဲ့ခြံဆိုရင်ရင်ခွဲအခန်း10ခန်းတိတိဆောက်လုပ်နေပါတယ်တဲ့အခုပြထားတဲ့ဓာတ်ပုံတွေကတိုက်ကနှင်းစီကုန်းမူတာနားမှာရှိတာပါယထာတန်လန်းနဲ့ဏီတာကြောင့်ငကိုတဲကတုံခါမှုကမြင့်မားပါတယ်ဒါကြောင့်အခုလိုငလင်ဘေးတံဖြစ်တဲ့ခါမှာအမားကိုလည်းကြောက်နေရပါတယ်တဲ့သူတို့ရန်ကုန်မှာလည်းစိုးရိမ်မှုတွေရှိနေရပါတော့ဒါကြောင့်တဲ့အများပြည်သူရဲ့အနေနဲ့အတွက်အခုလိုမျိုးအမသတင်းပေးဖို့တိုင်ကြတာဖြစ်ပါတယ်အဲ့ဒီချက်ကမှာဆောက်လုပ်နေတဲ့ဓာတ်ပုံကိုလည်းထည့်ပေးလိုက်ပါတယ်တဲ့ဒါကြောင့်ဒီတိုက်ကိုပေါ့နော်စစ်ဆေးပြီးတော့ဒီတိုက်ဟာဆောက်လုပ်ခွင့် ။စောင့်လုပ်ခွင့်ရထားတဲ့အထက်ထက်ပုံမြင့်ပြီးစောက်ထားတဲ့တိုက်ဟုတ်လားမဟုတ်လားဆိုတာစစ်ဆေးပြီးတော့တာဝန်ရှိတဲ့သူတွေလှုပ်ဆောင်ပေးပါအောင်ဆိုပြီးတော့ပြည်သူတန်လေးပေးပို့လာပါရရှင်။ဒီလိုဖြစ်စဉ်တွေကဒီချိန်မှာကြက်ကြက်မက်မက်ကိုစစ်ဆေးတင်ပါပဲရှင်။ကျွန်မရှိရပြောခဲ့သလိုပဲ Sky Filler ဟာဆိုရင်စောက်ရမဲ့အထက်ထက်ကိုပို့ပြီးတော့စောက်ခဲ့တဲ့အတွက်ပြိုကျခဲ့တာဖြစ်တယ်။ဒီတော့ရန်ကုန်မှာဒီလိုမျိုးသုံးထက်ပဲစောက်ရမယ်မြို့နယ်မှာ၄ထက်၅ထက်စောက်နေတဲ့ကိစ္စကတရားဝင်ပါသလား။ဖြစ်စဉ်တွေဖြစ်ခဲ့မယ်ဆိုဒီမှာတည်သွားတဲ့အသက်တွေအတွက်ကို ဒီလိုဆောက်လုပ်ခွင့်လေးနေထိုင်ခွင့်နေချပေးတဲ့သူတွေမှာတာဝန်မရှိဘူးလားရှင့်ကျမတို့နိုင်ငံမှာအဲ့လိုပြန်ပြီးတာဝန်ခံခိုင်းတဲ့ကိစ္စတွေကလိုအပ်နေပါတယ်နော်အဲ့လိုတာဝန်ခံခိုင်းတဲ့ကိစ္စတွေမရှိတော့နိုင်ငံတော်အာဏာကဩစာမရှိဘူးဖြစ်နေရဲ့ရှင့်လူတွေကညှို့ကြချက်ဆိုညှို့ကြချက်ပဲနားထောင်လိုက်တာဘာလို့ဘာမှလက်လုပ်တာလည်းမရှိဘူးတကယ်ဖြစ်လာတဲ့အခါကျတော့တည်သွားတဲ့အသက်တွေကရာထောင်ချီဒီတော့မင်းတို့ခင်မှာမင်းတို့လုပ်ခဲ့တဲ့ကိစ္စရက်တွေကိုမင်းတို့ဓာတ်တွေဘာကြောင့်ခွင့်ပြုခဲ့တာလဲမင်းတို့ဘာကြောင့်ခွင့်ပြုခဲ့တာလဲဆိုတော့ကိစ္စတွေပြန်လဲစစ်စစ်လိုက်မယ်ဆိုရင်နောက်နောက်ထပ်တက်လာမယ် ဟုတ်တယ်မလားအစိုးရအာဏာပိုင်တွေပဲဖြစ်ဖြစ်ဒီလုပ်ငန်းတွေမှာတာဝန်ရှိတဲ့သူတွေဖြစ်ဖြစ်နည်းနည်းတော့ဆင်ကျင်သွားမှာမဟုတ်ဘူးလားရှင်။ဒါကျွန်မအတွေးလေးနဲ့ပြောပြတာပေါ့နော်။ပြည်သူတွေကလည်းဒါလေးကိုလိုလားပါတယ်။အခုဆိုရင်ဒီတိုက်ဟာမပြီးသေးဘူးရှင်။ပြီးသွားခဲ့မယ်ဆိုလူနေထိုင်ခွင့်ကျလာတဲ့အခါမှာဒီတိုက်မှာနေထိုင်တဲ့သူတွေအသက်ကိုဘယ်သူအာမခံမှာလဲရှင်။ကျွန်မတို့ကဖြစ်သွားပြီးတော့မှအလောင်းလိုက်ောက်တဲ့အနေထားလောက်ပဲရှိနေပြီလား။ဒီမေးခွန်းကအင်မတန်ပြင်းထန်နေရှင်။ဒါပေမဲ့မေးတဲ့အချိန်မှာကျွန်မမေးရတာမတက်နိုင်မေးရမှာပဲ။ဖြစ်ပြီးတော့မှအလောင်းလိုက်ောက်မှာလား။မဖြစ်ခင်မှာလူတွေရဲ့အသက်တွေကိုကာကွယ်စောင့်ရှောက်မှာလားဆိုတာကျွန်မတို့ရွေးချယ်ရမယ့်ကိစ္စသာဖြစ်ပါတယ်။ ီချိန်မှာဒါတွေပြုပြင်ပြောင်းလဲမှုမလုပ်ဘူးဆိုရင်ငလင်ကိုမကြခင်မှာလူတွေကမေ့သွားမှာမေ့သွားရင်ဒီလိုပဲဆက်ပြီးတော့ဆောက်လုပ်နေကြမယ် quality မပြည့်တဲ့တိုက်တွေမှာနေနေကြမယ်ဆိုရင်ငလင်ကျော်ကြီးအထက်မှာနေနေရင်ကျမတို့မြန်မာနိုင်ငံဟာနောက်ထပ်နှစ်ပေါင်း30 20 30 40 50နောက်ထပ်မျိုးဆက်တစ်ခုမှဒီလိုပဲထပ်ပြီးသေးတာဖြစ်အောင်ပါလေအဲ့လိုနဲ့ပဲကျမတို့မြန်မာနိုင်ငံအကြိမ်ကြီးခက်ခါသေနေရမှာလားဖြစ်ပြီးမှအလောင်းလိုက်တော့တဲ့နိုင်ငံဖြစ်သွားမှာလားဒါကျမအင်တာနက်စိုးရင်ပါရဲ့ရှင့်ကျမတွေမဟုတ်မိဘပြည်သူအားလုံးလည်းစိုးရင်နေကြပါလား ။ဒါကြောင့်ဆောက်လုပ်ရေးမှာတာဝန်ရှိတဲ့သူတွေကအခုချိန်မှာကြိုးကြိုးဆဆအလုပ်လုပ်ဖို့တင်ပါပြီ။ဓာရီကိုပြန်လဲပြီးတော့စစ်စစ်ဖို့တင်ပါပြီ။အရေးယူတဲ့အရာတွေကိုအရေးယူဖို့တင်ပါပြီ။စီမင်းစည်းကမ်းတွေကိုဩဇာအာဏာရှိရှိလောက်ကင်ဖို့တင်ပါပြီဆိုတဲ့အကြောင်းတွေကျေးဇူးအတန်လေးရနေပြီးတော့တင်ဆက်လိုက်ပါစေရှင်။ဒီပါပီသူများရှင်ကျမဒီနေ့သတင်းလေးတော့အများကြီးတော့မပြောနိုင်ဘူးဗောနော်လူကတိတ်လာအားမရှိလို့ပါရှင့်ဒါပေမဲ့ဒီနေ့အရေးကြီးတဲ့သတင်းလေးလည်းရှိရတဲ့အတွက်ကျမတင်ဆက်ခင်တာဖြစ်ပါတယ် အခုနောက်ဆုံးအနေနဲ့ကျွန်မဆက်လက်တန်းဆက်ပေးချင်တာလေးကတော့ကျွန်မနိုင်ငံပြန်လဲထူထောင်ရေးပြန်လဲတိဆောက်ရေးကိစ္စလေးနဲ့ပတ်သက်ပြီးတော့ကျွန်မအကြံဉာဏ်လေးတစ်ခုပေါ့နော်။ကျွန်မနိုင်ငံမှာအခုဆိုရင်ငလင်ဖြစ်သွားပြီပြီ။ Okay ဖြစ်သွားပြီရေးကိစ္စတီထားလိုက်တော့ရှင်းလင်းရေးကိစ္စတွေပဲအခုလုပ်နေပြီ။အကယ်စေးကြီးကလည်းပြီးသွားပြီပေါ့နော်။လုပ်နေပြီ။ပြန်လဲထူထောင်ရေးအဲ့ဒါအရေးကြီးရဲ့ရှင့်။ပြန်လဲထူထောင်ရေးကိုကောင်းကောင်းမလုပ်နိုင်ရင်ဒိုင်းပြည်ကဆိုးဝါးစွာဒီအုပ်ပုံကြီးကြားထဲမှာနှိပြောင်းများစွာနေထိုင်ရမှာ။ဒီတော့အခုဆိုရင်ပြည်စီဆုံးရှုံးသွားတဲ့အိမ်ဒီလန်တရားတွေအစိုးရအဆောက်အအုံတွေအများကြီးပဲ။ အစိုးရအဆောက်အုံတွေကတော့ဒေတာပေါ့အစိုးရပြန်ဆောက်အောင်ပါအစိုးရဘတ်ဂျက်နဲ့ပြန်ဆောက်အောင်ပါဒါတိတ်ကြတယ်โอเคပြည်သူတွေရဲ့အိုးအိမ်ပျက်စီးမှုတွေကိုဘယ်သူတာဝန်ယူမှာလဲအဲ့ဒီအပိုင်းအရေးကြီးရဲ့ရှင်ပြည်သူလူတွေကအုပ်ပုံများနေမှာထားမလို့လားမရဘူးထားလို့မရဘူးဒီတော့ကျမတို့စဉ်းစားမိရဲ့စီမံကိန်းလေးတစ်ခုပေါ့နော်ဒါလေးကအကြံပြုချက်လေးပါရှင်ကျမတို့ Prime Media အနေနဲ့အကြံပြုတာဖြစ်ပါတယ်ကျမတို့အကြံပြုချက်လေးမှာလိုရာပိုရာရှိလဲမိဘပြည်သူများကခွန်မှန်လေးရနေပြီးတော့ဝိုင်းဝန်းအကြံပြုပါလို့လဲတိုက်တွန်းချက်ပါတယ်ဒါကျမတို့နိုင်ငံအတွက်ပါနော်လက်ရှိအစိုးရအတွက်လည်းမဟုတ်ဘူး အဝေးရောက်နေတဲ့ပြည်ပြေးတွေတော့လည်းမဟုတ်ဘူးဘသူတော့မှမဟုတ်ဘူးငလင်တာခံနေရတဲ့ကျမတို့မြန်မာနိုင်ငံသားတွေအတွက်ကျမဒီကြံဉာဏ်လေးကိုပေးချင်တာပေါ့နော်အဲကြောင့်နီနီဆိတ်ဆိတ်ဟိုဟာပြပြမိဘပြည်သူတွေကဝိုင်းဝန်းပြီးအကြံပြုကြပါကျမတို့ဒီအကြံပြုချက်လေးဟာတားကတ်ထားရတာတခုတည်းကမြန်မာနိုင်ငံသားတွေအတွက်ပဲဒါကြောင့်မြန်မာနိုင်ငံသားတွေချစ်တဲ့သူတိုင်းမြန်မာနိုင်ငံသားတိုင်းဒီအကြံပြုချက်လေးဝိုင်းဝန်းဆွေးနွေးလို့ရတယ်ချင်းမကောင်းမြင်တဲ့ဘက်ကမဆွေးနွေးစေချင်ဘူးပေါ့နော်ကောင်းတဲ့ဘက်ကပဲဆွေးနွေးပေးစေချင်ပါတယ်ကျမတို့စီစဉ်ထားတာလေးပေါ့လေကျမတို့အကြံပြုချင်တာလေးကတော့ကျမတို့နိုင်ငံမှာ အိုးအိမ်ပြန်လဲတိဆောက်ရေးအတွက်ကော်မရှင်လေးတစ်ခုကျွန်မဖွဲ့ပေးခြင်းနဲ့ဖွဲ့စီခြင်းနဲ့ပေါ့နော်ဖွဲ့စီခြင်းနဲ့အဲ့ဒီကော်မရှင်မှာဆိုရင်တက်မတော်သားပါဝင်ရမယ်နော်ကျွန်မတို့စီစဉ်ထားတဲ့အတိုင်းကျွန်မဖတ်ပြမယ်နော်တက်မတော်သားပါဝင်ရမယ်အရက်ဘတ်အစိုးရအဖွဲ့ဝင်ပါဝင်ရမယ်အမှုပညာရှင်ပါဝင်ရမယ်မီဒီယာသမားပါဝင်ရမယ်ပရဟိတသမားပါဝင်ရမယ်ပြည်သူစစ်စစ်တွေပါဝင်ရမယ်ရှင့်တာမန်ကော်မရှင်ဆိုရင်အစိုးရအဖွဲ့တွေနဲ့ပဲဖွဲ့ကြတာမဟုတ်ဘူးကျွန်မတို့ကော်မရှင်ကအလွှာပေါင်းစုံတဲ့သူတွေအားလုံးပါဝင်စေချင်တယ် ဘာကြောင့်ပါဝင်စေချင်တာလဲဆိုတော့တက်မတော်သားတွေကတော့လက်ရှိမှာလုံခြုံရေးနဲ့သက်ဆိုင်တဲ့အတွက်ပါဝင်စေချင်တာပြီးတော့တက်မတော်သားတွေပါဝင်နေတဲ့အဟိတ်ခံရှိရလေကျွန်မနိုင်ငံထုံးစံရတယ်သိရတိုင်းပဲတက်မတော်သားမှမပါလို့ရှိရင်တို့ကလည်းခါကြရင်နည်းနည်းအဲ့လိုမျိုးတိတ်မကြောက်တဲ့အနေထားလေးရှိရအတွက်တက်မတော်သားကတော့ညနာပြဖို့တော့ပါအောင်ပါမှရမယ်ရှင့်ဟုတ်တယ်အဲ့တော့တက်မလို့သားတောင်လုံခြုံရေးတော့ပေါ့ရှင်သူတို့ကပါဝင်စေချင်တယ်နောက်ထပ်နံပါတ်1ကအစိုးရအဖွဲ့ဝင်အစိုးရအဖွဲ့ဝင်ရပ်ပတ်အစိုးရအဖွဲ့ဝင်နေပေါ့နော်သူတို့ကကြတော့ဥပဒေရေးရအကြံပြုဖို့အတွက်နဲ့ဥပဒေအထောက်အကူပြုကိစ္စရပ်တွေလုံဆောင်ဖို့အတွက်ပါဝင်စေချင်တယ်ရှင့် ဟိုစီမံချက်တွေစီမံကိန်းတွေနဲ့ပတ်သက်တဲ့အတွေ့အကြုံကြတော့အစိုးရအဖွဲ့ဝင်တွေမှာများတယ်လေအဲ့တော့သူတို့မှာပါဝင်တဲ့နောက်ထပ်အမှုပညာရှင်တွေပါဝင်စေချင်တာကအလှခံမှုအတွက်ရှင်သိလားကျွန်မဆက်လက်ပြောပြမယ်ထဲမှာသူတို့ရဲ့လုပ်ငန်းစဉ်ပါဝင်လာမှာဒါပေမဲ့သူတို့ကျွန်မဆွဲထည့်ထားတဲ့တွေးထားတဲ့အချက်လက်ကအလှခံမှုအတွက်သိလားဘာကြောင့်လဲဆိုတော့2021ကိစ္စမှာနိုင်ငံရေးကိစ္စမှာတော့အမှုပညာရှင်တွေပါဝင်ခဲ့သေးရပါပဲရှင်နိုင်ငံတော်ကိုပုံကံမှုကိစ္စမှာတော့ပါဝင်ခဲ့သေးတာနိုင်ငံတော်တည်ဆောက်မှုကိစ္စမှာမပါဝင်ပေးနိုင်ဘူးလား ဒါမေးခွန်းလေးစစ်မှုထမ်းတဲ့ထဲလည်းမပါအောင်တော့သူတို့ရတယ်မထမ်းရဲဘူးမလားကိစ္စမရှိဘူးနိုင်ငံတော်ပြန်လဲတိစောက်ရင်မပါဝင်ပြီအလှူခံဖို့တော့ပဲတော့မှာသူတို့ဘာလို့သူတို့တော်လိုင်းမှာလည်းအလှူခံတဲ့ကိစ္စပဲလုပ်တာပဲလေနိုင်ငံတော်ပြန်လဲတိစောက်ရင်မှလည်းအလှူခံတဲ့ကိစ္စပဲလုပ်ရတယ်ပါဝင်လို့ရတယ်ဒါအမှုပညာရှင်ကတည်းကထည့်ထားတာနော်ပြီးတော့မီဒီယာသမားမီဒီယာသမားဘာကြောက်ထည့်ခိုင်းတာလဲဆိုတော့ထိန်းကုတ်ဖို့အတွက်တင်ပြဖို့အတွက်ကော်မရှင်မှာဖြစ်လာနေတဲ့ကိစ္စတွေမီဒီယာသမားတွေကကောင်းကောင်းထိန်းကုတ်နိုင်နေရှင့် မီဒီယာသမားတွေတခြားဘာမှမလုပ်နိုင်တော့ဖြစ်လာတဲ့ကိစ္စအလုံးတေချာလေးစီစစ်ကြည့်ရှုပြီးတော့တင်ပြပြီးတော့ထိတ်ကွတ်တဲ့နေရာမှာတော့သူတို့ကကျွမ်းနေတယ်ဒီတော့မီဒီယာသမားတွေလည်းတေချာပေါ့ထည့်ပေးရမယ်။ဘာကြောင့်လဲဆိုတော့ဒီကော်မရှင်မှာဖြစ်လာမဲ့ကိစ္စတွေမီဒီယာသမားတွေအတိုင်းခံပြင်ရှင်းပေးတတ်တယ်ရှင့်။သိလားကော်မရှင်ပေါ်မှာထိုးလာမဲ့လက်ညှိုးတွေတင်လာမဲ့အပြစ်တွေပေးလာမဲ့ဒုက္ခတွေမီဒီယာသမားတွေကရင်စည်းပြီးခံပေးနိုင်တယ်ရှင့်။အဲ့ကုတော့မီဒီယာသမားတွေအဲ့တပောက်တော့ကျွမ်းတယ်ကျွန်တော်မီဒီယာသမားတွေကသိလား။ရင်စည်းခံတဲ့နေရာမှာဆိုတော့ဒါကျွမ်းတာတော့အဲ့တော့အဲ့ဒီနေရာအဲ့အပိုင်းအတွက်အဲ့လိုပြင်ရှင်းပေးဖို့အတွက်ကျွန်တော်မီဒီယာသမားတယောက်ကိုထည့်ချင်တယ်ရှင့်။ ပြီးတော့ပရိတ်တသမားတွေထည့်ပေးခြင်းနဲ့ပရိတ်တသမားတွေကစီမံဖို့အတွက်နဲ့ကူညီဖို့အတွက်ပရိတ်တသမားတွေထဲမှာမှလူလူယုံကြည်ပရိတ်တသမားအများရှိပါတယ်မခိုင်နေဝင်ယူမလားကိုဝေလူကျော်ယူမလားနောက်ထပ်ပရိတ်တသမားအများရှိရဲ့နာမည်ကြီးရဲ့လူတွေသူတို့တရားချင်းစီထည့်လို့ရတယ်လေယုံကြည်ရသူထည့်ပြီးပြည်သူရွေးချယ်သူထည့်ပေးမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလုပ်လို့ရတယ်နောက်ဆုံးထည့်ပေးမှာပြည်သူစစ်စစ်ပြည်သူစစ်စစ်ကတော့ဘာမှလုပ်စရာမလိုလေလာစောင့်ကြည့်ဖို့ပဲနော်ကျွန်တော်နိုင်ငံမှာလေတလားတကူလို့ပြည်သူကိုထည့်ပြီးတော့စဉ်းစားရှင့်ဘာကြောင့်လဲဆိုတော့ပြည်သူကြောက်ပဲအရာအလုံးပြောင်းလဲနေရလို့မထင်ဘူးလား အစိုးရရဲ့ခက်ခဲနေရတယ်ကြည်လိုက်ပြည်သူကြောက်ပဲအစိုးရလွယ်ကူနေရကြည်လိုက်လည်းပြည်သူကြောက်ပဲဒီတော့ပြည်သူဆိုတဲ့အင်အားစုကိုကျွန်တော်တို့ဖယ်ချန်ထားလို့မရအောင်ရှက်နော်ဒီတော့ကော်မရှင်ဖွဲ့တဲ့အခါမှာကျွန်မတခါလေးပြည်သူပါဆွတ်ထက်ပြီးဖွဲ့လိုက်တာပြီးရောပြည်သူလည်းသဘောပေါက်သွားတာပေါ့ရှင်ဟုတ်တယ်မလားပြည်သူလည်းအော်တို့လုံရတဲ့လုပ်ငန်းစဉ်ဒီလိုရှိပါလားဒီလိုခက်ခဲရှိပါလားနားလည်သွားတာပေါ့ပြီးတော့ပြည်သူအချင်းချင်းကြတော့ယုံတယ်လေယုံကြည်ရတဲ့သူပေးတဲ့ information တွေပြည်သူစီတိုက်ရိုက်ရောက်ပြီးရဲ့အခါမှာကျွန်တော်တို့လုံရတဲ့ကံရတဲ့ကိစ္စအများကြီးချောမွေ့ပြီးကုမယ်လို့ထင်တယ်ရှက်ဒါကျွန်တော်တို့ဖွဲ့ချင်တဲ့ကော်မရှင်လေးတစ်ခုပေါ့နော် ဟိုအိုးအိမ်တွေကိုပြန်လဲတိဆောက်ရေးဆိုင်ရာကော်မရှင်ပေါ့ရှင်အဲ့ဒီကော်မရှင်ကဘာတွေလုပ်မလဲဆိုတော့နံပါတ်၁လှုပ်ဆောင်ချက်ကအိုးအိမ်ပြည့်စုံမှုတွေကိုစင်းရောက်ထားတာစိုးရမှာရှိမယ်ဟုတ်တယ်နော်မန္တလေးတစ်ခုပဲထားမန္တလေးကိုပဲတည်ပြီးကျွန်မစဉ်းစားမယ်ပြည်သူအိမ်သီးသန့်နော်ဒီပြန်လဲတိဆောက်ရေးကော်မရှင်ကပြည်သူတွေအိမ်သီးသန့်ပြန်ဆောက်ဖို့ကိုတွက်အစိုးရဌာနနဲ့မဆိုင်အစိုးရလုပ်ငန်းစဉ်နဲ့မဆိုင်အစိုးရလုပ်ငန်းစဉ်အစိုးရပြန်ဆောက်လိမ့်မယ်ကျွန်တော်တို့စဉ်းစားမယ့်ကိစ္စမျိုးဖဲလိုက်ပြည်သူတွေအိမ်ဝဲပြန်ဆောက်ပါနော်โอเคပြည်သူဘယ်နဲ့အိမ်ပြည့်စုံသွားလဲ၄000ပဲထားအိမ်၄000ပြည့်စုံသွားတယ်โอเค ော်မရှင်ကပထမဆုံးအပိုက်ပထမဆုံးလုပ်ငန်းစဉ်မှာပြည်သူယုံကြည်မှုကြောင့်လုပ်ရမယ်ဒီကော်မရှင်ကဟုတ်တယ်နော်ကော်မရှင်ကစွမ်းဆောင်ရည်ကိုကျမတို့စောင့်ကြည့်ရမှာဖြစ်တဲ့အတွက်အရင်ဆုံးအင်ဂျီတရားပြန်ဆောက်ပေးမယ်ပြည်သူတွေရဲ့အင်ဂျီတရားကိုရွေးချယ်လိုက်အဲ့ဒီရွေးချယ်မှုမှာမှပြန်လဲစီစဉ်ရမယ်ကိစ္စတွေအဆင်ပြေရှိမှာပေါ့ရှင်။ဘာကြောင့်လဲဆိုတော့တချို့တိုက်တရားလေးငါထပ်ဆောက်ထားတဲ့တိုက်ရှိရယ်။အဲ့လိုကတော့မဖြစ်နိုင်ဘူး။နော်နိုင်ငံတော်နေနဲ့ကအိမ်ပုံစံတူနှစ်ထပ်တိုက်တွေပြန်ဆောက်ပေးမယ်။ဘယ်သူတွေဆောက်ချင်လဲ ခေါ်လိုက်ခေါ်ပြီးရခါကြလို့ရှင်အလျှောက်တရာမဲနိုင်ပေးလိုက်ဒါတော့ကန်တရားနဲ့သက်ဆိုင်သွားပြီမဲနိုင်ခံလိုက်ဟုတ်တယ်ဒါမှမဟုတ်လို့ရှင်ရက်ွက်တစ်ခုရွေးလိုက်ဒီရက်ွက်မှာအင်ဂျင်တရာပြန်ဆောက်မယ်အားလုံးဒီနှစ်ထပ်တိုက်ပုံစံတူပဲရမယ်ကျမကတော့ဟိုအိမ်လေးပြပုံစံဆောက်ခြင်းနဲ့ကျမကတော့အိမ်ဝိုင်းလေးလိုခြင်းနဲ့ကျမကတော့အိမ်လေးတောင်လေးလိုခြင်းနဲ့ကျွန်တော်ကတော့အိမ်လေးဓာတ်မရမယ်ကျွန်တော်ကတော့အိမ်ငါးဓာတ်မရမယ်မလားနဲ့နှစ်ထပ်ပဲရမယ်နှစ်ထပ်ဆောက်ခြင်းနဲ့လို့အကုန်စင်းပေးဟုတ်တယ်နော်ပုံစံတူပဲသူများနိုင်ငံမှာဆိုလဲပုံစံတူအိမ်လေးရေဆောက်ထားတဲ့ရက်ွက်တွေအများကြီးပဲလေဟုတ်တယ်မလားအဲ့တော့ဆောက်ပေးမယ်ပုံစံတူဆောက်ပေးမယ်အားလုံးစင်းလာပေးအဲ့ဒီကအိမ်တရာရွေးထုတ်မယ် ရက်ွက်တစ်ခုမှာရက်ွက်တစ်ခုရွေးထုတ်လိုက်အိမ်တရာစောင့်မယ်ပေါ့ရှင်။ Okay စောင့်မယ်စင်ရင်ထွက်လာပြီဆိုပုံကြစိဘလောက်ရှိမယ်တွက်လိုက်။အိမ်တလုံး3300နဲ့တွက်မှာ3400နဲ့တွက်မှာနှစ်ထပ်တိုက်ဆိုရင်ကျွန်မအခုခေတ်ပေါစိနေဆိုရင်တော့3300လောက်ဆိုတော့ကောင်းကောင်းကကန်ရှားလောင်မယ်လို့ထင်တယ်။လှအောင်စောင့်မှာမဟုတ်တော့ခိုင်အောင်စောင့်မှာခိုင်အောင်စောင့်ပြီးမှာအိမ်ကိုအကြည့်လိုက်အိမ်ရဲ့ပုံစံအတိုင်းနှစ်ထပ်တိုက်ဖြစ်ရမယ်ဆိုရင်ဘီလက်မြေကောင်းကောင်းအုတ်ကောင်းကောင်းတန်ဖရိန်ကောင်းကောင်းနဲ့စောက်ပေးမယ်ဒါပေမဲ့လှအောင်စောက်မှာမဟုတ်ဘူးအထဲမှာကြွေပြားကပ်ပါညာမရဘူး နော်အားလုံးကိုတေချာဆောက်ပေးထားမယ်ဘီလက်နဲ့တေချာတုပ်ဆေးတေချာတုပ်အစင်တီရမယ်မိဖို့ကန်းပါမယ်ရေချိုးကန်းအိမ်သာပါမယ်အိတ်ခန်းနေပါမယ်တေချာအိမ်တစ်ခုရဲ့လိုအပ်ချက်အားလုံးပါမယ်ဒါပေမဲ့အလှပစီရင်မှုဘာမှမပါဘူးဟုတ်တယ်လေနိုင်ငံတော်ကလုပ်ပေးနိုင်တာအများကြီးရှိမှာမဟုတ်တဲ့အတွက်လောက်ပဲရမယ်ဟုတ်ကဲ့မလားမတတ်နိုင်ဘူးလောက်ပဲရမယ်နော်ဒီတော့အဲ့လိုမျိုးဆောက်ပေးမယ်ဆောက်ပေးမယ်ဆိုရင်တိန်း300နေပဲတွက်အိမ်100ဆိုဘယ်လောက်လဲတိန်ပေါင်း3000တိတိကုန်ကြမယ်ဟုတ်တယ်နော်โอเคကုန်ကြပြီ အဲ့ဒီပတ်စံကိုနိုင်ငံတော်ကဘယ်လောက်တိမတည်ပေးမှလဲနိုင်ငံတော်ဘတ်ဂျက်ထဲကနေမတည်ပေးလဲဘယ်လောက်သိန်း9000တည်မှသိန်း1000တည်မှမတည်ပေးလိုက်ဒါနိုင်ငံတော်လုပ်ပေးရမှာပဲဘာကြောင့်လဲဆိုတော့နိုင်ငံတော်ဒီပြည်သူတွေအပေါ်မှာတာဝန်ရှိတယ်အခြားနိုင်ငံတွေလည်းကျမလေ့လာပြီးရဲ့အခါမှာငလင်လုတ်ပြီးရဲ့နောက်မှာပြည်သူတွေအိမ်ပြန်လဲတိဆောက်မှုကိုနိုင်ငံတော်ကအတိုင်းအတာတစ်ခုထိတော့တာဝန်ယူပေးရတယ်ရှင်ဒီတိုင်းလုတ်ပြီးလို့မရအောင်ပေါ့နော်ဥပမာပေါ့ဒီလောက်ကုန်ကြမယ်ဆိုနိုင်ငံတော်ကဒီလောက်လေးတော့မတည်တာမျိုးလုတ်ပေးရတယ်ဒါနိုင်ငံတော်လုတ်ပေးရမယ့်ကိစ္စโอเคဒီတော့သိန်းတစ်သောင်းတိတိနိုင်ငံတော်ကမတည်လိုက်တယ်အိမ်တရာရဖို့အတွက်ဆိုရင် တယ်။ကျန်တဲ့သိန်း2000ဘယ်ကနေရှာမလဲ။ကျမခုနထည့်ထားတဲ့အမှုပညာရှင်တွေ၊ Pride သမားတွေကနေပြီးတော့အလူခံပေးပါ။ပြည်သူတွေစီကနေပြီးတော့နော်။ပြည်ရင်းအလူခံရှိမယ်၊ပြည်ပအလူခံရှိမယ်၊ဘသူလူလူရတယ်။ဒီပတ်စံတွေဒီအိမ်တွေဖြစ်လာဖို့အတွက်၊ဒီအိမ်လုံးတရာဖြစ်လာဖို့အတွက်၊ဒီအိမ်လုံးတရာဒီမြန်မာနိုင်ငံသားတွေနေထိုင်ဖို့အတွက်အစိုးရအဖွဲ့ဝင်လည်းမနေဘူး။နာဆာကအဖွဲ့ဝင်တွေတောင်မှမနေတဲ့အတွက်နာဆာကတော်လှန်နေတဲ့သူတွေလည်းလှူချင်းလှူလို့ရတယ်နာဆာကလည်းဘာမှမဆိုင်နာဆာကအကျိုးစီးပွားနဲ့ဘာမှမဆိုင်တဲ့အတွက်ဟုတ်တယ်နော်အဲ့တော့အမှုပညာရှင်တွေ ဟိုတိုင်းပြည်တော်လှန်ဖို့အတွက်ကိုတော့မှကျွန်တော်စ조사ပြီးတော့အလှခံပေးနိုင်တာပြည်သူတွေနေထိုင်တဲ့အိမ်ဖြစ်ဖို့အတွက်ကိုအလှခံမပေးနိုင်ဘူးလားအဲ့လောက်လေးတော့ပြည်သူပေါ်စိတ်ဝင်စားမရှိဘူးလားအလှခံတဲ့ကိစ္စအသက်နဲ့လည်းရင်းကြမလို့နော်စစ်မှုထမ်းတော့မပါခြင်းကျွန်တော်တို့သိရနော်အသက်နဲ့ရင်းရလို့လက်ခံမရင်းရဘူးမလားဒါအသက်နဲ့မရင်းရဘူးအလှပဲခံပေးပြိုက်တာကမှလည်းအလှခံပေးကျွန်တော်တို့ပြည်သူတွေဝိုင်းလှမယ်ရှင့်ကျွန်မလည်းလှမယ်နော်ကျွန်မလာစားလေးသုံးလေးသိမ့်မရတာ ကျွန်မလှူမယ်ရှင်ငါးတောင်းမဲ့လှူတာလှူတာတသိမ်းမဲ့လှူတာလှူတာအဲ့လောက်ကျွန်မထွေတာစားမယ်ကျွန်မလှူမယ်ဘာကြောင့်လဲဆိုတော့ကျွန်မရဲ့ငွေနဲ့သူတို့တွေအိမ်လေးဖြစ်သွားတယ်ဆိုတော့ကျွန်မအများကြီးတွေးပြီးတော့ပီတိရနိုင်တဲ့အတွက်ကျမတို့မြန်မာနိုင်ငံသားတွေလည်းဖြစ်တဲ့တော့ကျမတို့လှူမယ်ရှင်လှူမယ်အချမ်းပြပပြည်သူတွေလည်းတထောင်ရတထောင်လူနှစ်ထောင်ရနှစ်ထောင်လူလှူမယ်ဆိုရင်ကျမတို့နိုင်ငံမှာပြည်သူလူထုပေါင်းတန်ပေါင်းမြောင်များစွာရှိတာကျမတို့ဘာလို့ဒီငွေမပြည့်နိုင်ရမှာလဲရှင်တိုင်းနိုင်ငံတော်ပုံကံဖို့တော်မှာပတ်စံတွေလှူကြတာဘတ်ဂျက်တွေပြည့်သေးတာ နိုင်ငံတော်မှာရှိရနိုင်ငံသားချင်းချင်းကူညီဆောက်ရှောက်ဖို့ဘာလို့ဘတ်ဂျက်မပြည့်ရမှာလဲကျမမြန်မာနိုင်ငံညီတို့ပဲဆင်းရဲစေတာမို့အလှူဒန်းလုပ်တဲ့နေရာမှာနံပါတ်၁ချိတ်တဲ့နိုင်ငံเนาะကျမအဲ့ဒီအင်အားအဲ့ဒီခွန်အားလေးနဲ့အဲ့ဒီကောင်းမွန်တဲ့ဓလေ့လေးကိုယူပြီးတော့ဒီစီမံကိန်းလေးကိုစဉ်းစားမိရရှက်အဲ့တော့ပတ်စံသိမ်းပေါင်း3000လို့ရဲ့အခါမှာနိုင်ငံတော်ကတတောင်းပေးတယ်။ကျန်တဲ့သိမ်းပေါင်း2000ပြည်သူတွေလှူလို့ပြည့်သွားပြီဆိုဆက်လက်အလှူမခံနဲ့တော့ဒီကော်မရှင်ကရပြီရက်လိုက်တော့အပေါ်မယူ၊ပြပြားတစ်ချက်တော့အပေါ်မယူ။သိမ်းပေါင်း3000ပြည့်ပြီဆိုရင် ဲ့အလုံးတရာဆောက်တဲ့စီမံကိန်းကိုဒီနှစ်ပြည့်ဒီနေ့စမယ်။အဲ့ဒီအချိန်ကျရင်ဆောက်လုပ်ရေးပစ္စည်းဝယ်ယူတဲ့အခါမှာဆိုလေဈေးတက်တောက်တက်တာဖြစ်စေဖို့အတွက်ကိုပွင့်လင်းမြင်သာစွာရှုလို့ရတယ်ရှင့်။ဒါအပြင်လို့စည်ရင်ရှင်တန်းလုပ်ဖို့အတွက်ခက်ခဲနေသေးလားအကြံပေးမယ်။ Facebook မှာ page ထောင်လိုက် Facebook ပဲဖြစ် TikTok ဖြစ်ဖြစ် YouTube ဖြစ်ဖြစ်လူမှုကွန်ရက်မှာ page တွေဥစားတွေထောင်လိုက်လူမှုကွန်ရက်တွေထောင်လိုက်ထောင်လိုက်ပြီးရခါကြလို့ရှင့်ပြည်သူလှူလာတဲ့ပတ်စံတိုင်းပြည်သူလှူလာတဲ့ငွေကြေးအမောက်တိုင်းကိုစည်ရင်လေးနဲ့လုပ်ပြီးတော့တင်ပေးလိုက် ဘသူကဘလောက်လှူလဲဆိုတာတင်ပေးထားလိုက်အဲ့ဒီမှာလှူတဲ့ပတ်စံနဲ့ရရှိရငွေနဲ့ကြိုက်သွားပြီရှင်သိလားဘလိုမျိုးအများကြီးစာရွက်တွေထုတ်ပြီးပေးနေကြမလို့သူတို့ကသူတို့ရတဲ့ဟာမက်ခန်နီဝင်လောက်တဲ့ဟာဆိုမိုက်တယ်သလားတခြားလေးစာရွက်လေးနဲ့လုပ်ပြီး online မှာတင်ပေးလိုက်တယ်ကိုယ့်အကိုစာရွက်ထုတ်ခြင်းကိုယ့်အကို Facebook ကနေစေသွားပြီးလို့ရှင်ကိုယ့်အကိုမိတူဆိုင်မှာသွားထုတ်ပြီးကိုယ့်အကိုဘောင်းကုတ်ပြီးအိမ်မှာချိန်ထားငါတို့ဒီငလင်ပေးတန်နေပြည်သူတွေအတွက်ဘလောက်လှူလာရဲဆိုပြီးတော့ဟုတ်တယ်မှာရှင်းရှင်းလေးဒါဆိုရင်စည်ရင်ကြိုက်သွားပြီဒါဆိုအခ ्री ဖြစ်စရာအကြောင်းတစ်စက်မှမရှိဘူး โอเคเนาะပြီးပစ္စည်းတွေဝယ်ပစ္စည်းတွေဝယ်တဲ့အခါကျနိုင်ငံတော်ကအဲ့ချိန်မှာအစိုးရအဖွဲ့ဝင်တွေပါတဲ့အတွက်စီမံကုတ်ကဲပြီးဝယ်ပေးပါဈေးတွေအရန်ကြီးမှာဆိုလို့เนาะဈေးတွေအရန်ကြီးရတယ်အမျက်ချီးစားတဲ့ကိစ္စတွေဖြစ်မှာဆိုလို့အစိုးရဒီလိုလေးစီမံပေးလိုက်ဒါဆိုရင်အိမ်ဆောက်လို့ရသွားပြီဆိုရင်ဆောက်လာအိမ်မှာအိမ်တစ်လုံးတည်းရဘယ်နှလားကြာလဲအိမ်တစ်လုံးဆောက်တာခ၃လ၅လပေါ့အများဆိုဒါကျမပိုးတွက်ထားတာကျမတို့အရင်ကနေမှာဆိုရင်ဆောက်တာအိမ်ပုလေးပေါ့နော်တစ်ထပ်တိုက်လေးကိုဆောက်တာတစ်လခွဲနှစ်လလောက်ပဲကြာတယ်ရှင့်နော်တေချာလေးအချိန်ပေးပြီးတော့ငလင်တန်ခံနိုင်ဖို့မှာတေချာဆောက်မယ်ဆိုရင်ကျမတို့အများဆုံးကြာ 3လ5လပါရှင်5လပဲတွက်လိုက်5လတွက်မှအိမ်လုံးတရာဖြစ်ထွန်းသွားပြီပြည်သူအယောက်တရာအိမ်ပြီးသွားပြီရှင်နှစ်ထပ်တိုက်ဖြစ်တဲ့အတွက်မိသားစုနှစ်စုလည်းနေလို့ရမယ်3စုလည်းနေလို့ရမယ်အဆင်ပြေမသွားဘူးလား၄ကလာတွင်မှာပြန်လဲထူထောင်ရေးရာခိုင်နှုန်းတစ်ခုအောင်မြင်သွားပြီလို့မထင်လားရှင့်။ဒါဆိုရင်စိုးရလုပ်ငန်းစဉ်မှာလည်းအနှောက်အယှက်မဖြစ်တော့ဘူး။အစစ်စစ်တင်ပြနေတဲ့ကိစ္စလည်းမရှိတော့ဘူး။ကြာနေတယ်လို့အစစ်စစ်တင်ပြနေရတာ။မထူးတော့ကော်မရှင်ကအားလုံးလုံးတယ်။ကော်မရှင်ကိုယုံကြည်ရဲဆိုလှူ။ကော်မရှင်ကလည်းအားလုံးဝွင့်နေချပြလိုက် ။ဘာမှအကတိလည်းလိုက်စားစရာမလိုအကတိဖြစ်စရာအကြောင်းလည်းမရှိဘူး။ကော်မရှင်ကမှထည့်ထားတဲ့သူတွေကလည်းပြည်သူတွေပဲလေ။ပြည်သူတွေအမှုပညာရှင်တွေပရိုက်တာသမားတွေကြိုက်တဲ့အချိန်စင်းစစ်လို့ရနေတယ်။ကြိုက်တဲ့အချိန်မှာဝင်ပြီးတော့သင်းစစ်ကြ။ပွင့်လင်းနေတာဆိုတာလောက်လိုက်ကြ။ဟုတ်တယ်မလား။ဒါဆိုရင်ရလက်မထွက်သွားအောင်လား။၄၅၆လအတွင်းမှာအိမ်လုံးတရာဖြစ်မသွားအောင်လား။ဒါကျမတို့ဆန်းကားမိရဲ့ကိစ္စလေးပေါ့နော်အဲ့လိုလေးပြောတင်ပြကြတယ်ရှင်သိလား။ဘာကြောင့်လဲဆိုတော့နိုင်ငံတော်ကိုပဲကျမတို့ကပြန်လဲတိဆောက်ရေးအတွက်ကိုလှုပ်ခိုင်းမယ်ဆိုရင်အရန်ကြန့်ကြမှာ ပြည်သူတွေဒုက္ခတော်တော်ရောက်ကြအောင်ပါဒါကြောင့်ကျမတို့ကတတိယပါတီပေါ့နော်တတိယအင်အားစုတစ်ခုတီထောင်လိုက်ပြီးတဲ့အခါမှာကျမတို့ကဒီပြည်သူတွေအတွက်ကိုတီးတန့်စားပစ်ပေးတဲ့အနေအထားတစ်ခုနဲ့ပြန်လဲတီထောင်ရုပ်လုပ်မယ်ဆိုတော့ကျမတို့အောင်မြင်နိုင်ချိန်နှီးမယ်လို့ထင်ပါရှင့်အဲ့တော့မှဒီငားလအတွင်းမှာအင်ဂျီတရားကိုဒီကော်မရှင်ကတီဆောက်ပေးလိုက်နိုင်တယ်ဆိုရင်ဒီရလက်ကိုပြည်သူတွေကမြင်သွားပြီဆိုရင်ပြည်တွင်းပြည်ပအလှူရှင်တွေတွေ့သွားပြီဆိုရင်ဒီကော်မရှင်ပေါ်ယုံကြည်လာမယ်လေဒါဆိုရင်ဒီကော်မရှင်ကဆက်လက်လှုပ်ဆောင်မယ် စီမံကိန်းနောက်ထပ်အိမ်လုံးတရာထပ်ဆောင်မယ်ဆိုရင်အလှခံရတာပိုလွယ်သွားမယ်ပိုပြီးတော့စစ်စစ်နဲ့ကြလာမယ်ပိုပြီးတော့လောက်ဆောင်လာတာခြောက်တာလာမယ်ရှင့်ဒါဆိုရင်ပြည်သူတွေဟာဆိုရင်အခုဆုံးရှုံးသွားတဲ့အိမ်တွေကိုနှစ်အနည်းငယ်အတွင်းမှာအတိအကျပြန်ပြီးတော့ရရှိမယ်လို့ထင်ပါတယ်ရှင့်ပြီးတော့ဖြစ်နိုင်ခြင်းအများကြီးရှိရလေကျမခုပြောတဲ့စီမံကိန်းလေးဟောတယ်မှာအစိုးရကနေတဆင့်သွားဟိုလိုကတဆင့်သွားဆိုတဲ့ကိစ္စရဲ့တရားကြာညောင်းနိုင်တယ်ဒီလိုကော်မရှင်တစ်ခုထောင်ပြီးတော့တည်တည်ချာချာအားလုံးကိုသာလှုပ်ခိုင်းလိုက်တော့ချင်းပြည်သူတွေကိုပါပေးပါလိုက်တော့ပြည်သူတွေကအရန်ပါကျင်တာလေ တိလားအစိုးရကပေးမပါတဲ့ခါကျတော့မပါလို့ရတဲ့နေရာမှာပါလို့နေရာမသိတော့ဘူးလေအကုန်လျှောက်ပါတော့ Amazon လမ်းနေရာလျှောက်ကုန်တာဒီတော့ပါလို့ရတဲ့နေရာမှာပေးပါလိုက်ပြည်သူတွေကိုနော်ဆက်လွယ်လုပ်တဲ့အခါကျလို့ရှင်လေဒီအိမ်မှနေမဲ့သူတွေဝိုင်းပြီးတော့ဆက်လွယ်ရမှာကုညီလို့ရတယ်လေဟုတ်တယ်မလားဆက်လွယ်ရတဲ့တန်းနဲ့ပေးလိုက်နော်ဆက်လွယ်ရဘယ်လိုဘယ်လိုစရမလဲဘယ်လိုဖြစ်ရမလဲဆက်လွယ်ရတန်းပေးလိုက်ဝိုင်းကုညီကြလအနေငယ်တဲမှာမမြန်ပြီးတာပေါ့ရှင်လူပဲလုံနိုင်တဲ့လုပ်တွေအများကြီးပဲရှင်လက်တချီရဲ့အကောင်ကျွန်မတို့လုံနိုင်တဲ့လုပ်တွေအများကြီးပဲလေကို့အိမ်ဆက်လုပ်တဲ့လုပ်ငန်းမှာကျွန်မတို့ဝင်မကူနိုင်ဘူးလားကျွန်မတို့ကူမှာ ော့တက်မှာဆောက်လို့ရတဲ့တန်းပေကျွန်တော်တို့ရက်တူတန်းနဲ့ပဲဖြစ်ဖြစ်တပတ်တွင်းဖြစ်ဖြစ်နှစ်ပတ်တွင်းဖြစ်ဖြစ်အနည်းဆုံးတော့ကျွန်တော်တို့ဒီမဆလာတဲ့အုတ်တဲပါညာလုံလုံနိုင်တယ်ရှင်ကျွန်တော်တို့အိမ်ဆောက်ပါလေဝင်လုံနိုင်တယ်ကျွန်မဆိုရင်ဟုတ်တယ်မလားအဲ့တော့ပြည်သူလည်းဝင်လုံကြအချိန်ကြာရင်ဖြစ်ပေါ်လာတဲ့အခက်အခဲတွေပြည်သူတွေသိလာမယ်လုံဆောင်တဲ့လုပ်ငန်းချက်တွေပြည်သူတွေသိလာမယ်ဟုတ်တယ်မလားဒီတော့မှပြည်သူနဲ့အစိုးရနဲ့ပို့ပြီးတော့လက်တွဲမိမှာပေါ့ရှင်ပို့ပြီးတော့ကြောက်ကြောက်နားလဲမှာပေါ့ရှင်အလုံးတူတူလုံမှာပဲတန်ရုံးစင်ရှိကြမှာပေါ့ရှင်အခုကပြည်သူကတက်တက်အစိုးရကတက်တက်ကြားရတဲ့သွေးခွဲတဲ့လူကခွဲလို့ကောင်းတာပေါ့ ဟုတ်တယ်မလားဒီတော့ပြည်သူသားအကုန်ဆွဲခိုင်းပြည်သူသားအကုန်ဆွဲပြီးတော့ထက်မတက်နိုင်ဘူးဟုတ်တယ်ဘာလို့လို့ပြည်သူချပြမယ်အတူတူပြည်သူအကုန်လုံးထက်ခိုင်းတာမတက်နိုင်ဘူးပြည်သူလည်းလုတ်ပေးပါဘာကြောက်လဲဆိုအစိုးရတခုတည်းနဲ့ကျွန်တော်နိုင်ငံမလုံလောက်ဘူးရှင်ပြည်သူတွေပါပါဝင်ပတ်သက်မှရမှာပါဝင်ပတ်သက်ခွင့်ရရဆိုတော့ကောင်းတယ်လေအစိုးရကကိုရောမှထိန်းချောင်းလို့ရတယ်ရမဟုတ်ဘူးလားဘေးတိုင်းပူပြောနေရတဲ့စားလို့ရှင်ဝင်ရောက်ကူညီလိုက်တာပို့ပြီးတော့ရလက်ထွက်တာပေါ့ရှင်ဟုတ်တယ်မလားဒီတော့ကျွန်မဒီကြံကြံလေးကိုပေးတာပါရှင် ဒီစမန်ကိန်းလေးကိုတော့ကျမတို့ထပ်ပို့ပြီးအုံနောက်ရှိတဲ့သူတွေဆိုတော့စင်ကဲစင်ကဲစဉ်းစားပြီးတော့စီမံကိန်းအကြီးတစ်ခုပေါ်ဆောင်နိုင်မယ်လို့ထင်ပါတယ်ရှင်။အဲ့လိုပေါ်ဆောင်နိုင်စေဖို့အတွက်ကိုကျမတို့ကကိုညံမီလောက်အနေနဲ့အကြံပြင်းအကြံဉာဏ်လေးပေးရတာဖြစ်ပါတယ်ရှင်။ကျမအခုပေးတဲ့အကြံဉာဏ်လေးကနေမူတည်ပြီးတော့ကျမနိုင်ငံပြန်လဲတိဆောက်ရေးမှာကောင်းမွန်ခိုင်မာတဲ့ကော်မရှင်တွေကောင်းမွန်ခိုင်မာတဲ့အဖွဲ့အစည်းတွေတိဆောက်နိုင်ပါစေ။တတိယအင်အားစုတစ်ခုပေါ်လာပြီးတော့ကျမတို့ပြည်သူတွေဆုံးရှုံးရတဲ့အင်အားတွေကိုပြန်လဲပြီးတိဆောက်ပေးနိုင်ပါစေလို့ကျမတို့ Prime Media မိသားစုကနေပြီးတော့ဆန္ဒပြုလိုက်ရပါတယ်ရှင်။ ကျမတို့ရဲ့သတင်းတင်ဆက်မှုလေးကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေ။ကျမတို့အခုကြုံနေရတဲ့အခက်အခဲတွေကနေပြီးတော့အမြန်ဆုံးကျော်လွှားနိုင်ကြပါစေလို့ကျမတို့ Prime Media မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။